တနင်္လာနေ့ဝေးသူအားလုံးမင်္ဂလာပါဂျူနာ၈ရက်နေ့၁၄ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သိအောင်မြင်ပဲလူမျိုးခွဲအကျိုးပေးပဲခရီးကိစ္စဆင်ပြေပဲပစ္စည်းပြောက်တတ်တယ်ရင်းနှီးသူများနဲ့စကားများတတ်တယ်လူမျိုးခွဲကပြားများနဲ့အကျိုးပေးတယ်ချမ်းအကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ် နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်းမှန်းချက်တွေကိုလက်တွေ့ကောင်းထည့်ဖို့နိုင်တယ်။ရှင်းတဲ့နယ်လုပ်တွေပြန်လဲစတင်နိုင်တယ်။ငွေကြေးပေးယူကိစ္စတွေမှာသတိနဲ့ဆောင်ရွက်ရမယ့်ခန္ဓာကိုယ်ကြားရောက်တယ်။ရှင်းရဲ့နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့တိုးလုပ်ရအဆင်ပြေမယ်။ကိုယ့်ရဲ့နေ့မှာ ဝေကြီးလက်လာပါကံဥစ္စာကံတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းဖြင့်ရှိဆယ်ရည်နှစ်ဟာအရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့ရန်နောက်စစ်တွေနဲ့ကြုံတွေ့ရတတ်တယ်ဆယ်ရည်နှစ်မှာပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်ခြံဝင်းတဲ့နေသူများခြံတော့လေးတော့မှာပတောက်ကိုင်းလို့ထိုးပြီးတော့ဆက်ပြုတ်ထားပါ အခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေ ပတောက်ပင်ကိုစိုက်ပျိုးပြီးတော့ကိုယ်အနိဗ္ဗာန်မှာထားရှိပါ ထူးခြားတဲ့အနေထားတွေရှိလာပါလိမ့်မယ်လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရည်နှစ်ဂျူန်ညနေ3:00အချိန်မှာ ဈီးပင်တပေရဲ့ရှေ့တောင်ကိုင်းကန်ဒီဈီးကိုင်းကိုယူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ပြီးတော့ဆောင်းမရောင်းမပွေပွင့်ပွင့်စေတဲ့အဆောင်ဖြစ်လာစတဲ့နေ့မှာရေးပါတဲ့ပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းချက်တွေကိုလက်တွေ့ခေါင်ထည့်ဖို့နိုင်မယ်။စတဲ့နေ့မှာ ရတ်တန်တဲ့လုပ်တွေပြောင်းလဲစတဲ့နိုင်တဲ့ပိတ်တဲ့လမ်းကြောင်းတွေကိုပြန်ပွင့်မယ်။ ဆက်သောရက်နေ့သူတို့ကြကြကောင်းချင်းကံတဲ့စူပေါင်းလုံကကြိုးပြခြင်းဘဝတိုးတက်ခြင်းရှင်ရှိ14ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်မူလနေထာနေပုံမြင့်တဲ့ခြေနေကောင်းကိုပြောင်းလဲတိုးတက်သောအနေထားနဲ့ကောင်းသောကံချမကြိုးပြမှုအစစ်စစ်ရရှိမယ်ကြာသာပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကြိုးပြတဲ့တနင်္ဂနွေတင်လာမွေးသူတွေဒုက္ခပြတတ်တယ် နှစ်ခုကိုကနန်းနေအချိုးပေးတဲ့အဖြူရောင်ဆင်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပိုက်ဆံရည်ထဲမှာဖဲချိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်မွေးနတ်သာဖြန်ပြီးလူနဲ့ဆောင်ထားပြပါထူးထူးခြားခြားကောင်းခြင်းနဲ့အချိုးပေးခြင်းကံကြီးရှိလာပါသည်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025 ဇွန်လ၈ရက်ကနေ၁၄ရက်နေ့တွင်တရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ်တပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နေမယ်အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့ဝေကြီးအပေးယူကိစ္စတွေမှာငင်းပွားတတ်တယ်စင်းစရာရှုပ်တွေများကြပါဝင်ပတ်သက်ရတတ်တယ်ရသည်ရတတ်တာတွေကြံ့ကြမယ် ကိုနာမည်သိခါထိခိုင်အောင်လိုက်လံပြောဆိုဆွဆွဲသူနဲ့တွေ့တတ်တယ်။အထင်မှားမှုတွေကိုဖြေရှင်းရတတ်တယ်။သူတပားပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။အိမ်တွင်းဘူးရှိတယ်။အိမ်မှာမကြခဏပฏิပက္ခများခြင်းစကားများခြင်းစိတ်နှောက်ရှင်များခြင်းတွေရှိတယ်။ရှင်းရနေရတော့အညာဆိုးနှွမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်။ကိုရနေ့မှာတော့အရာရာဆင်ပြေတယ်။ ကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိပဲဆယ်ရည်နှစ်မှာဥတီကျက်စစ်တွေလုပ်ငန်းစစ်တွေလှုပ်ခိုင်းပြီးတော့အရာရာဆင်ပြေမှုနဲ့တိုးတက်မှုတွေရှိမယ်ရှင်မန်းကျက်စစ်တွေအောင်မြင်မယ်အဲ့ဒီကနေုံလားပြင်းနေလည်းဖြစ်တယ်လားပြင်းနေနေငါနေနေတိုက်ဆိုင်လဲအဲ့ဒီညနေ၃နိုင်ချိန်မှာဈေးပင်တပင်ရဲ့အရှိတောင်ခိုင်ကံတွေစီကဲကိုဖြတ်ပြီးတော့ ရှစ်လက်မှာတရားဖြတ်အခောက်ခွာရွှေရောင်တုတ်ပြီးတော့အယောင်းဝယ်စီဝတ်လုပ်တဲ့နေရာမှာအဲ့ဒါဒီထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင်စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲနေုံလားပြည့်နေ့နေုံလားပြည့်နေရာပတောက်ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတောင်၄ခုမှာပတောက်ခိုင်းကိုစိုက်ပြီးစိုက်ပြိုးထားမယ်နောက်ပြီးတော့မြေတစ်ခုမှာဖြစ်စီဟိုးထဲမှာဖြစ်စီပတောက်ပင်ဆက်ထားလို့လည်းရတယ် အဲ့ဒီမှာစိုက်ပြိုးတဲ့ပတောက်ပင်တွေမှာထူးခြားတဲ့ဆွမ်းသက်တိရှိပြီးတခိုးဓမြဘေးရနေကင်းတယ်အိမ်မှာထားလို့ကောင်းတယ်စတေးရနေရတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်းတိုးတက်ခြင်းတွေကိုရရှိမယ်စတေးရနေရမူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်ပြီးမှအစဉ်ပြေသွားစသောရနေ့ကအရာရာတိုက်ခံတဲ့ကြုံမဲ့ပြီးမှအစဉ်ပြေမယ်။ဆယ်လေးရနေ့ကအပြောင်းလဲတဲ့ဒုတက်မှု စ်တွေကိုဖန်တီးခွင့်ရှိတဲ့အနေအထားတွေကြောင်းပဲကြာသာပတိနေဗုဒ္ဓနေတနင်္လာနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေအင်္ဂါနေမွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်၁၅ကိုကနန်းကျိုးပေးတယ်အစိမ်းရောင်ဖြူရောင်အပြာရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါအိမ်ဒီဘာမှာရှိတဲ့ အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုထာနာပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ၈ရက်နေ့ရက်နေ့၁၄ရက်တွင်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်သိအောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲသစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဟာဆက်ဆက်တဲ့ဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတယ်တခါမှမလုပ်ဘူးတဲ့လို့လောက်ရနေမယ်ဆုံးဖြတ်ချက်တွေမှန်မယ် စီမံချက်တရားမြင်မယ်ခက်ခဲလုံးကြော်လာနိုင်မယ်ဥတီလိုက်တိုင်းအတိုက်ခံစီမယ်မဖြစ်မနေလုံမှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တွန်းလုကင်တာကောင်းတယ်စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်းကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြော်မယ်ချက်ချင်းဆုံးပြတ်ဆုံးပြတ်ချက်မှန်ကုန်မှန်ရမယ်ဒီကာလအတွင်းမှာရှေ့ရနေရတော့အရာရာဆင်ပြေသောနေတာနဲ့တွေ့တဲ့တဲ့ကံတွေပေါ်ပြီးတော့လူရပြည့်စုံမယ် ကိုယ့်ရဲ့နေမှာရပိုင်ခွင့်နေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောက်မယ်။ဆယ်ရက်နေရာရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့လာပြည့်နေ့နေုံလာပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှစိုက်တာ။တမရသခိုးဘေးဥပ္ပဒ်ရဲ့ခင်းတယ်။နောက်အိအိုးနဲ့ဖြစ်စေမြေတွင်ဖြစ်စေပတောက်ပင်တစ်ပင်ရှေ့မှာစိုက်ရတယ်။ ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်နေုံလားပြင်းတဲ့ဗတော့ပင်ဆိုက်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ဗတော့ပင်ဆိုက်တဲ့ရက်ဒီတနေ့လုံးမှာတည့်ရဖြစ်ရှိအဲ့ဒီရက်မှာဆိုက်တယ်ထူးခြားတဲ့ကံကိုရှိတယ်နောက်လားပြင်းနေတဲ့ကံလေးနဲ့တိုက်ဆိုင်တယ်လက်ပွင့်ရန်ကောင်းစီတဲ့ရေတရာစီရင်လှုပ်လို့ရတယ်။ညနေ3:00မှာတော့အမ10နှစ်ဂျွန်းနာ ်ဇီးပင်တပည့်ရဲ့ရှေ့တောင်ကန်ကဇီးကန်ကိုဖြတ်ဇီးကန်ခဲတံလုံးသာသာလောက်ဆိုရင်ကိုရတယ်ရှင်လက်မတရားဖြတ်အခောက်ခွာ ရွှေရောင်တော့လက်ဝင်ကပ်ပွင့်စေတဲ့အဆောင်ဖြင့်စိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအ мян ထွက်စေတွင်စေဆိုရောင်းထွက်တယ်လက်ဝင်ကပ်ပွင့်စေတာစတရနေ့မှာတော့အင်းနေ့မှာကြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိပဲတပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လှုပ်တယ်လောအောင် စနေရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအစဉ်ပြေးမယ်ဆက်သောရနေ့ငွေချေးကလက်လာဘကစီဘကကောင်းတယ်ဆက်လေးရနေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာစဉ်ပြေးခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကို ဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့တိုးတက်မှုကောင်းတွေကိုရရှိမှာဖြစ်တယ်တနည်းလာရင်က စနေမွေးသူတွေကောင်းကျိုးပေးတယ်တောက်ကြနေ့တနည်းကတွေတွေမွေးသူများကြောင့်စိတ်အောင်ရှယ်ဖြစ်တတ်တယ် ရှေခုံကိုကနန်းနေကြိုးပေးပါတယ်အနဲ့ရောင်ပြရင်ရောင်မိခောရောင်ဒီရောင်တွေကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါရှင်မကြောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနဲ့ကောင်းခြင်းခံနေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားလူပြီးလောရဆူတောင်းပေးပါဆူတောင်းပြေးပါလိမ့်မယ်ကျေးဇူးတင်ပါအနီ